အပြန်လဲဆွေးနွေးတွေဆိုတဲ့အနေထားကဒါရှယ်လက်တွေပေါ်မှာဟိုအရှိခံပြီးတော့ဆွေးနွေးတာမဟုတ်ဘူးကျွန်တော်တို့ညီချင်း process ကိုဘယ်လိုရှင်းဦးဆဲမလဲအပြစ်ကရေးစေးကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာပဲအပြန်လဲဒါညီခံကြရတဲ့ဆိုတဲ့သဘောပေါ်တော့ဒါတပီရှိတ်ယူရဲဆိုတဲ့အနေထားမျိုးတော့မဟုတ်ဘူးကျွန်တော်တို့သီးသန့်တွေ့ရတော့မရှိဘူးတက်တက်ကပုံစံလေးလေးပါတယ် အဲဒီ NRPC ကတောက်ဆောင်လို့လစ်ပါတယ်ဆိုတော့အဲ့ဒီမှာအတူအကုန်လုံးအစိုးရရောတဲရောတခါလေးဆုံတင်းနေရမှာပြောကြတာပေါ့နော်အဲကျွန်တော်တို့သွားတော့ဒီ April ထဲမှာ April first week လောက်မှာတစ်ခေါက်လောက်ထဲတွေ့ဖို့ရင် April လထဲမှာနှစ်ခေါက်လောက်တွေ့ဖို့ဆိုပြီးကျွန်တော်တို့ဟိုနှင်းနေထားတဲ့အချိန်မျိုးရှိတယ် အေးအေးလွှတ်ချလာတယ်ဆိုတာကရခိုင်ပြည်မှာရခိုင်တက်မတော့တီရှိအတွက်ရခိုင်တက်မတော့အနေအဲ့ဒီလုံငန်းစင်တွေကိုတဆိုင်မမက်အောင်ပေါ်နေတာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ရခိုင်ပြည်မှာကျွန်တော်ရခိုင်တက်မတော့ရောင်းနေရယူတယ်ကျွန်တော်ဗမာပြည်မှာသွားပြီးနေရယူတာမဟုတ်ဘူးဆိုတော့ရခိုင်တက်မတော့မှာကရခိုင်ပြည်မှာတီရှိနေတာကို ကျွန်တော်တို့အဖြူအောင်နေနေကိုအနေအောင်နေနေလာလို့တော့မဟုတ်ဘူးကျွန်တော်တို့ကပြီးအဓိကတန်လေးထံကလေကိုယ်ရခိုင်ပြည်သူလုံခြုံရင်းချမ်းဖက်ရှုတိုးတက်ဖို့အတွက်ရခိုင်တပ်မတော်ကအဓိကကိုယ်လူမျိုးကိုကာကွယ်တန်ရမယ်ပြီးမှပဲကျွန်တော်တို့ရဲ့အနာဂတ်ကလုံခြုံပြီးဖက်ရှုပြီးအေးချမ်းပြီဆိုရင်တန်လေးထံကိုကျွန်တော်တို့ကရှာထားပြီးတက်ပြီးအဲ့ဒီတန်လေးထံကိုကျွန်တော်တို့ဒီဇိုင်းမမတ်အောင်ပေါ်နေတာဖြစ်ဖြစ်ကျွန်တော်တို့အဖြူအောင်နေနေကိုအနေအောင်နေနေလို့တော့မဟုတ်ဘူး တိုက်ပွဲတွေချောချရဖို့တော့ကျွန်တော်တို့ဖက်ကလည်းလိုလာပါတယ်တက်မတော်ဖက်ကလည်းလိုလာတယ်ဆိုရစ်ဆန်ဒါရီကပြည်ပြည်နဲ့ရှိဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုနှစ်ဖက်တိုက်ပွဲကြမှာနှစ်ဖက်စစ်တွေဆောင်ရှင်ရနိုင်ငံတော်စီရေဆောင်ရှင်မှုဖြစ်တယ်ဆိုတော့လက်ရှိအပန်တရားကိုအရှိတရားကိုခုံးကွေကိုကြိုးစားရင်တော့ကျွန်တော်တို့အမေတရားကိုရှာလို့ပြမမဟုတ်ဘူးအမေတရားကိုမမြင်နိုင်ရင်ညှိစင်းဆိုတာလေကျွန်တော်ရဖို့မလိုဘူး ဒါဆိုရင်ကျွန်တော်တို့လူထုတွေရှိတယ်လေအဲ့ဒီမြေပြင်မှာအဲ့ဒီလူထုတွေကပြောတဲ့စကားတွေမီဒီယာတွေမှာလည်းအများကြီးတွေ့ရပါတယ်နိုင်ငံခြားသားတွေပြောတာရောပြီးရင်ဗမာပြည်ကဖျက်ဖူးလာတဲ့ဗမာအမျိုးသားအမျိုးသမီးပြောတာတွေလည်းမီဒီယာမှာတွေ့ပါလိမ့်မယ်ဆိုတော့ဒါကအမေရိကန်တို့ကိုအတင်းအာတမဖုံးကျွေကိုဖုံးကွေကိုကြိုးစားရတော့ကြာသနာကိုဒီခေါ်တယ်လို့ပြောဖြစ်တယ်ဒီအမေရိကန်တို့ကိုမှားတော့တယ်နောက်ထပ်မမှားရအောင် ဒီလိုဒီလိုအဖြစ်အပျက်မျိုးကိုနောက်ထပ်မဖြစ်ရအောင်ဆိုရဲဆန္ဒတွေရှိနေဘူးလို့အမအိုအမန်ဆိုပြီးဖုတ်ွယ်ဖို့ကြိုးစားရင်တော့ဒါသနာပိုပြီးကြည့်ထုတ်ဖို့ရှိတယ်ဒါဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုတဲ့ကာလကိုအကောင့်ထေပေါ်တော့တောနေတဲ့အစိုးရတည်းရဲ့အနေနဲ့ စင်မြင့်ပေါ်မှာစကားလုံးတလုံးကြောင်1020 20စင်းတင်းချရည်ဆိုတာကတော့တော်တော်ကြီးကိုတရားလွန်လွန်အားကြီးရတယ်ဆိုပြီးမှုမြောင်းရင်တော့အို့မှာစစ်ခွန်တင်းတင်းတို့ဆိုတဲ့အနေထားမျိုးထက်တော်ကကြော်လို့မရဘူးလို့မြင်တယ်ဒါတော့ဥပဒေပညာရှင်ကပဲပို့ပြီးသိပါလိမ့်မယ်ဒါပေမဲ့ဒီဒီဒီလိုတိုက်ပြီး ငင်းချမ်းရဲ့ကိုတော့နေတဲ့ကာလမှာဒီလောက်ထိကြီးလေးလေးပြိုင်တယ်ပြိုင်တယ်လို့ပေးတာကတော့ဒါလူမျိုးရေးအရပါစိတ်ထိခိုက်မှုကိုဖြစ်စေပါတယ်ကျွန်တော်တို့ကပါစနယ်ဘလောက်ထိ၆လက်နိုင်ပြီလဲဆိုတာကိုကျွန်တော်တို့ပြောဖို့ဆိုတာလေကျွန်တော်တို့ရဲ့ရခိုင်ကလန်စင်ကိုရခိုင်လူထုကဘလောက်ပါဝင်ပြီလိုက်ပါနေလဲဆိုတာကိုဟို မီဒီယာတွေရောအစိုးရရောပြည်သူတွေရောမြင်ပါလိမ့်မယ် ဆိုတော့ကျွန်တော်တို့သုံးလိုက်ဒီခီးစဉ်ကဘလောက်ရောက်နေပြီဆိုတာကတော့ကျွန်တော်တို့ရခိုင်ခူရဲ့ထောက်ခံမှုကိုယ်စီအထက်မှာရှိတယ်ကျွန်တော်ထောက်ခံမှုကတက်တက်ပြားနေပါတယ်တပ်ခွေးတပ်ခွေးရှောင်ပြည်သူတွေအတွက် ကျွန်တော်တို့ဟာဘာလို့မျိုးရှိပြီကျွန်တော်တို့တော်တော်စိတ်မကောင်းဖြစ်ရတယ်ကျွန်တော်တို့လည်းဒီလိုဖြစ်လို့လည်းဆန္ဒတော့မရှိဘူး ဟိုအကြောင်းကြောင်းကြောင်းဒီလိုဖြစ်နေတော့ကစိတ်ပွေးချောင်တယ်အမြင်ဆုံးကိုရဲ့ကိုရောဘလို့ပြန်လာခွင့်ရမလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းစဉ်းစားနေတယ်အမြဲတမ်းကြိုးစားနေတယ်ဆိုတော့စိတ်ပွေးချောင်ပြည်သူတွေကိုကျွန်တော်တို့အနေနဲ့ပြောလို့တာကဒီတိုက်ပွေးနှစ်ဖက်တိုက်ပွေးကြမှာဟိုကျွန်တော်တို့တော့အဲ့ဒီတိုက်ပွေးကိုတိုက်ပွေးရဲ့အရှင်တွေကို လူထုကြမှာလဲလဲကြီးတွေမကြရအောင်ကြီးတွေမကြရအောင်ကျွန်တော်တို့ကိုယ်တိုင်က6နိုင်တယ်6နိုင်သလားဆောင်တယ်ဟိုမြန်မာတက်မတော်ခက6ဖို့တော့လိုပါလိမ့်မယ်အခုဆိုရင်နှစ်ဖက်တက်ခွေးကြမှာဘာမုန်းတဲ့ဘာမှမဆိုင်နဲ့အရေးဖက်ပြည်သူတွေကခိခိနေတာဆုံးရှုံးမှုတွေဖြစ်ရတယ်ဟိုဒီနေ့မနေ့ကဆိုရင်အဲ့ဒီဇေဒီတော်ပါပုံကိုကျင်းထဲမှာနေတဲ့ အရေးသားမိသားစုတွေ၄ယောက်လောက်တည်တာကိုကျွန်တော်စိတ်မကောင်းတာဆိုတာတွေ့ရတယ်။ဟိုတိုက်ပွဲမဖြစ်ရင်လည်းတိုက်ပွဲနဲ့ဖြစ်တဲ့နေရာအဝေးကြီးနေရာမှာရဲရော်တွေကိုတောက်ဘုံပေါ်တွေကလည်းလည်းကြီးတွေနဲ့ရှင်ပြီးမှဒါပြစ်ခတ်တက်ခိုက်နေဆိုတာကဒါလူမျိုးရေးရာမုန်တိမို့ဖြစ်စေတယ်။အဲ့ဒါတွေကိုရှောင်ရှားဖို့လိုပါတယ်လို့အဲ့ဒါတွေတော့ကျွန်တော်စီစီပြီးရှောင်ပြီးတွေ့တယ်ကျွန်တော်တို့လည်းနင်းချင်ပြစူးစမ်းနေပါလေမကြခင်အမြင်ဆုံး အိမ်ပြန်နိုင်ဖို့အတွက်လေကျွန်တော်တို့စားတဲ့တဘူးကြိုးစားပါမယ်လို့စစ်ကြီးဆောင်ပြည်သူတွေကိုကျွန်တော်တို့ပြောလိုပါတယ်ဒါကျွန်တော်တို့နေရတော့ကျွန်တော်တို့ပြောလို့ပြောနိုင်တာကတော့ကျွန်တော်တို့ဘက်ကသူတို့မှာသတင်းမှာရေးတယ်လို့ဟိုမြန်မာတက်မတော်နဲ့အိန္ဒိယ တမတော်တို့ပူပေါင်းပြီးတိုက်ပြီးတွေ့ကျွန်တော်တို့စီကစခန်းစေခုစေလခုသင်စီရမိတယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာအဲ့ဒီအဲ့ဒီတပင်းဟာမမှန်ကန်ဘူးလို့ဒီလိုပဲကျွန်တော်တို့ပြောလို့တယ်ကျွန်တော်တို့ကအိန္ဒိယစစ်တပ်နဲ့ဗမာစစ်တပ်ပေါင်းပြီးစစ်စင်ရလို့ကျွန်တော်တို့ဆုံးရှုံးနေစခန်းတခုမှလည်းမရှိဘူးကျွန်တော်ဖြည့်စက်ပြောချင်တာကဒီနေ့ပဋိပက္ခဆိုတာရှိပါတယ် အဲ့ဒီပฏิပခါကိုဖြစ်နေတဲ့ကာလနဲ့ပฏิပခါကိုဖြည့်ရှင်ဖို့ကြိုးစားနေတဲ့ကာလဆိုတာရှိတယ်။ဟိုကအဲ့ဒီပฏิပခါတွေကိုဖြည့်ရှင်ဖို့ကြိုးစားပြီးမှညီချင်းရင်းကိုတောင်းနေတဲ့ကာလမှာဒီလိုအာဃာတအညုတရားကြီးကြီးနဲ့လူမျိုးရေးဆန်ဆန်အမုန်တရားတွေဖြစ်အောင်အမလို့ဖို့အရေးကြီးတယ်။နှစ်ဖက်လုံးကမလို့ဖို့လိုရတယ်။ကျွန်တော်တို့ဘက်ကတော့လူစားတော့အကြောင်းတော့မရှိဘူး။ဟိုတိုက်ပြီကို ်ဒါအမှန်တရားနဲ့ပွင့်လင်းနေတာမရှိတော့ညီချင်းရဲ့ဝတ်တီဆောင်ဖို့ထက်တမတော်အစိုးရအနေနဲ့ငင်းငင်းဝဲပြပြအောင်လူပြီးမှညီချင်းရဲ့ဝတ်တီဆောင်လို့ဆန္ဒပြင်းပြနေတယ်ဆိုတော့ကျွန်တော်မြင်တရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ငင်းဝဲညီဝဲပြပြမှုကြောင့်ညီချင်းကိုဘယ်တော့မှမရနိုင်ဘူးညီငယ်ညီဝဲပြပြရဲ့တရားဓမ္မလို့ရင် အမုံတရားနဲ့အာဃာတပฏิပခတွေတရားမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ညီချင်းကိုအမှန်တရားဖက်က မမကန်ကရှိနေပုံစံဒီမှာနှစ်ဖက်လက်ခံနိုင်တဲ့အရှင်တွေကိုရအောင်တော့ဖို့လိုတယ်လို့ကျွန်တော်တို့ကတော့တိုက်တွန်းလိုပါတယ်။ဒါကြီးကြီးများနေပါတယ်အလိုရှင်တွေ။ဟုတ်တယ်။ကြည့်ကြပါလား။